မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့သကိုင်းတိုင်းမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို short တိုက်တုံး၄လုံး rocket အလုံး30လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရာတိုင်းစစ်ဦးစီးချုပ်ရဲ့ PSO ဗိုလ်ကြီးကောင်းခတ်သောအပါအဝင်၁၅ဦးတေဆုံးသွားပြီးတော့စစ်သားအလောင်းများကိုနမခစစ်တင်းကျိုင်းနဲ့အလုံးတက်မြို့တရဏဂုံတင်းကျိုင်းတို့မှာတကြိုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ14ရက်နေ့ည9:48မိနစ်ခန့်မှာမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကိုတရခုံမောင်းမှ short တိုက်တုံး၄လုံး rocket အလုံး30လုံးနဲ့ ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်တိုင်းယုံဝင်းအတွင်းမှာရှိတဲ့တိုင်းယုံကြီးတိုင်းမှုမျိုးမင်းထွေးအင်ယာဝင်းအရာရှိကြီးနေအိမ်ခုနှစ်လုံးတန်းဝင်ငွေစရင်ယုံအနီးစစ်ရေးပြပရိတ်ကွင်းဇေရာတိရိခမ်းမအနီးရိတ်ခါဖြန့်ဝေဌာနအနီးရဟယင်ကွင်းတဲ့ MI-35 ခဲယမ်းတူလောင်ယုံအနီးဂိတ်ကင်းတဲ့105မမဟာဝဇာပြစ်ကွင်း WMA-301 တန်ချက်သာယင်းတဲ့ Nora B52 155မမရင်းတင်အမြောက်ကြီးများထားရာ မော်တော်ယာဉ်ယုံအနီးစစ်သည်အင်အား6ခန်းတွဲအဆရာဆက်နှင့်အစစ်နှင့်ဆက်သွယ်ရေးတပ်ရင်းစစ်သည်ရိတ်တာတက်ဆောင်မဆရာခွန်စစ်မြေပြင်စေးတပ်ရင်းစစ်သည်လူမျိုးဆောင်လဆရာ6လျှက်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်းစစ်သည်ရိတ်တာတက်ဆောင်ထပါရ9နှစ်ကိုထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ရင်စံပဲဂိုးတောင်နဲ့နာမခတပ်နယ်မြောက်ဘက် 120မမမက်ဆစ်မက်တူအထိုင်ကာကင်းစခန်းအနီးတို့မှာကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအဆရာစနစ်ကဗိုလ်ကြီးတအုပ်အပါအဝင်စစ်သား6ဦးနဲ့တိုင်းစစ်ဦးစီးချုပ်ရဲ့ကိုရိပ်အရာရှိ PSO ဗိုလ်ကြီးကောင်းခန့်စော တက်ချက်ကြီးတအုပ်အပါအဝင်9ဦးစုစုပေါင်း17ဦးပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့မီးလောင်ဒဏ်ရာအပြင်းထန်ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့စစ်သားများကိုည10:40မိနစ်အချိန်မှာတက်တွင်းထဲမှာရှိတဲ့တံပြားကားကားနဲ့တပ်မတော်စေးရုံတပ်ဆအမှတ်၄မြင်းဆောင်300စေးရုံနဲ့ မုံလာပြည်သူစေယုံကြီးတို့ကိုပို့ဆောင်ပေးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေတဲက၄ဦးထပ်မံတိတ်ဆုံးသွားတယ်လို့သိရပါဗျ။အဆောင်၄ဆောင်ထိခိုက်ပျက်စီးသွားပါတယ်အတူအပြတ်မီးလောင်ဒဏ်ရာရတဲ့သူတွေကိုတက်မတော်ဆေးရုံနဲ့မုံရွာပြည်သူဆေးရုံကြီးကိုပို့တယ်အဲ့ဒီတဲကမှထတ်သေးတာရဲ့ပွဲချင်းပြီးသေးတာရဲ့အလုံးပေါင်းရင်တော့၁၅ရောက်လောက်ရှိတယ်မုံရွာပြည်သူဆေးရုံအထူးကျမတ်ဆောင်မှကုသနေတဲ့တိုင်းယုံကအရေးပေါ်လူနာတယောက်ဇန်နဝါရီလ၁၈ရက်နေ့မနက်ပိုင်းမှာထတ်ပြီးတော့သေသွားတယ် ်မနေ့ကတော့နာမခစစ်တင်းကြိုင်းနဲ့အလုံးမျိုးတရဏဂုံတင်းကြိုင်းတွေကအလောင်းဆက်၄လောင်းတကြိုလိုက်တယ်လို့သိရတယ်တိထက်လဲထတ်တိုးပြီးတော့တင်းနိုင်မှုရှိတယ်လို့ချင်းတွင်း Rocket Brothers CRB တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုချင်းတွင်း Rocket ညီနောင်ချင်းတွင်း Rocket Brothers CRB ဥဆောင်ပြီးတော့မဟာမိတ်အဖွဲ့များဖြစ်တဲ့ Anonymous Heroes ချိုးမိုင်းမိုင်းကနေ Advance 47 Chinrin Brothers ဘုံမုတ်စိတ်တို့ကပူးပေါင်းက ရမခဆက်ရှုံပြေနမခရောက်အရှုံးသမားတိုင်းမိုးဝက်ဘလူးမျိုးမင်းထွေးကိုအဲ့ခံကြိုးစုံဆက်စင်ရဲအဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာလေချောင်းရံနဲ့လက်နက်ကြီးရံကားခွဲပေးပါတော့ NAS လေချောင်းရံနဲ့ရင်းမြစ်ဌာနေကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ Children Rocket Brothers CRB ကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကန်းတိုင်းကံဘလူမြို့နယ်မှာရှိတဲ့ဇပင်နန်းသာရွာအနီးပတ်စံတောင်းနေတဲ့စစ်သားများနဲ့ရွှေဘုံမြေကြီးနားဗျူဟာလမ်းပိုင်းမှာရှိတဲ့စစ်သားများကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ23ရက်နေ့မှာကံဘလူမြို့နယ်ဇပယ်နန့်သာရွာအနီးငွေကြေးတောင်းနေတဲ့အကြမ်းဖက်စစ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လေအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေထိခိုက်သေးဆုံးမှုရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုနိုင်သေးပါဘူး။တော်လိုင်းရဲဘော်တွေအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့ Air Force 1အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အလားတူပဲဇန်နဝါရီလ2ရက်နေ့ ညနေပိုင်းကလည်းကမ်းဘလူမြို့နယ်ရွှေဘုံမြေကြီးနားဗျူဟာလမ်းပိုင်းမှာရှိတဲ့ဇီးကုန်းမလဲလမ်းစုံမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Air Force 1ကမ်းဘလူ drone အဖွဲ့နဲ့ KB4 drone အဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုမြို့နယ်နဲ့ဘီလင်းမြို့နယ်မှာရှိတဲ့ခြေရွာများကိုအချက်ပတ်ဆက်တကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းအသေးခံ drone များနဲ့တိုက်ခိုက်ခြင်းတို့ကြောင့်ခြေရွာစာတင်ကျောင်းနဲ့လမ်းမီတိုင်များထိခိုက်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့ည8:45မိနစ်အချိန်ကြိုက်ထုမြို့နယ်အတွင်းမှာရှိတဲ့အချက်ပတ်ဆက်တလက်အောက်ခံအမှတ်330အမြောက်တက်က67မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်ရာအခိုင်ခြေရွာအရှိတ်ချမ်းမှာကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလက်နက်ကြီးများပစ်ခတ်မှုကြောင့်အခိုင်ခြေရွာနေဥအောင် ငွေရဲ့ channel ကိုလက်နက်ကြီးတစ်လုံးကိုဝင်းမောင်ရဲ့ channel ကိုလက်နက်ကြီးတစ်လုံးကြားရောက်ပောက်ခွဲခဲ့ပြီးတော့လမ်းမီးတိုင်များလည်းပျက်စီးခဲ့ပြီးနွားတစ်ကောင်လည်းထိခိုက်ခဲ့တယ်လို့သိရပါတယ်အလားတူပဲဇန်နဝါရီလ16ရက်နေ့ညနေ9နာရီဝန်းကျင်အချိန်မှာအကြမ်းဖက်စစ်တပ်ကမွန်ပြည်နယ်ဘီးလင်းမြို့နယ်တကေးလောင်းကျေးရွာစာတင်ကျောင်းကိုလည်းအသေးကန် drone နှစ်စီးနဲ့ပြင်ပထားတိုက်ခိုက်ခဲ့ရာ drone တစ်စင်းဟာစာတင်ကျောင်းရဲ့ခေါင်မိုးကိုထိမှန်ခဲ့ပြီးတော့အခြားတစ်စင်းဟာလည်းစာတင်ကျောင်းနဲ့မနီမဝေးမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးပြစ်ခတ်မှုကြောင့်စာတင်ကျောင်းဆောင်ခေါင်မိုးနဲ့မျက်နှာချက်များပျက်စီးခဲ့ ဲ့ရပြီးတော့တကေးလောင်းကျေးရွာနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာများကပြည်သူများဟာကြောက်ရွံ့ထိတ်လန့်နေကြတဲ့အပြင်စာတင်ကြောင်းများလည်းလက်ရှိအခြေအနေအရခိတ္တပိတ်ထားရတယ်လို့ KNU ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကအသေးခံ drone နှစ်စင်းနဲ့ကျေးရွာစာတင်ကြောင်းနဲ့လူနေထိုင်ရာရပ်ကွက်များအတွင်းကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ KNU ကပြောဆိုထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းအပတ်စဉ်၅တင်တန်းစဉ်တပ်သားတဲ့တဦးဟာအလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့မှာမုံရွာမြို့မြို့တော်ခမ်းမမှာတာဝန်ကျနေတဲ့ရန်ကုန်မြို့ကပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းအပတ်စဉ်၅တင်တန်းစဉ်ကိုအောင်မြင့်မြတ်ဟာအလင်းဝင်လူကြောင်းချိတ်ဆက်လာတဲ့အတွက်မုံရွာခရိုင်အမှတ်22တိုက်ရင်းကရဲဘော်များက တွားရောက်ပြီးတော့ခေါ်ထုတ်ပေးခဲ့တယ်လို့သိရပါဗျ။အလင်းဝင်ရောက်လာတဲ့အောင်မြင့်မြတ်ဟာရန်ကုန်မြို့ဇာတိဖြစ်ပြီးတော့အကြမ်းဖက်စစ်သားများကစစ်မှုထမ်းစီရင်ထဲမှာပါတယ်ဆိုပြီးနေအိမ်အတွင်းကိုဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့အတွက်စစ်တပ်ထဲကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါဗျ။အခြေခံစစ်တပ်တန်း၃လတက်ရောက်ပြီးတဲ့နောက်မုံရွာမြို့ကိုပို့ဆောင်ခံလိုက်ရတာဟာတလားကန်ကြာမြင့်နေပြီဖြစ်ကြောင်းသိရှိရပါဗျ။ကျွန်တော်တို့ကိုရွှေဘုတ်ခရိုင်တိုင်ရင်း26ကနေပြီးတော့အကူညီတောင်းတာမုံရွာမြို့တော်ခမ်းမမှာရောက်နေတဲ့စစ်မှုထမ်းအပတ်စဉ်9စစ်သားတက်တယောက် ဒီဘက်ကိုအလင်းဝင်ကျင်တယ်ဆိုလို့အဲ့ဒါလေးကိုကုညီပေးပါဆိုလို့ကျွန်တော်တို့ကသွားပြီးတော့ခေါ်ပေးရတာအခက်အခဲကတော့မရှိပါဘူးသူတို့နဲ့ပတ်သက်ပြီးတော့အလင်းဝင်တာဆိုတော့ swift ဖြစ်မဖြစ်မသိရသေးတော့ view design နဲ့တော့သွားရတာပေါ့သူတယောက်သေးပါပဲလက်နဲ့တော့မပါဘူး လက်နက်ကယူဖို့မလွယ်လို့မယူခဲ့ရတာမနေ့ကမှရွှေဘိုခရိုင်တပ်ရဲ26ထန်းကိုလွှဲပြောင်းပေးလိုက်ပါပြီလို့မုံရွာခရိုင်တပ်ရဲ22မုံရွာနတ်ဆိုးတပ်ဖွဲ့ကတပ်ရင်းမှုကပြောကြားထားပါတယ်မုံရွာမြို့နယ်အတွင်းအလင်းဝင်ရောက်ကြမယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေနဲ့မုံရွာခရိုင်အမှတ်22နတ်ဆိုးတပ်ဖွဲ့ထန်းကိုစက်တွယ်နိုင်ပြီးတော့အလင်းဝင်ရောက်လာမဲ့သူများကိုကဲထုတ်ပေးကကောင်းမွန်စွာကြိုးစိုးလက်ခံသွားမှာဖြစ်ကြောင်းကိုလည်းအတိပေးပြောဆိုထားပါတယ်။ဒါအပြင်ချင်းပြည်နယ်မင်းတပ်မျိုးခလာရ1.4တိုင်ရင်ကနေထွက်ပြေးလာတဲ့တက်ကြအောင်ကျော်မိုးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းဗျူဟာ87ရောဗျူဟာစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဇန်နဝါရီလအတွင်းမှာမင်းတပ်မျိုးခလရ204တိုင်ရင်ကနေထွက်ပြေးလာတဲ့တက်ချက်အောင်ကျော်မိုးကိုဗျူဟာ87ရောဗျူဟာစစ်ကြောင်းကရဲဘော်များကကြောက်ထုမျိုးအနီးမှာဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာဗျူဟာ87ရောဗျူဟာစစ်ကြောင်းက ကြောက်ထုမြို့အနီးမှာဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာဗျူဟာ87ရောဗျူဟာစစ်ကြောင်းကချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့အများရဲ့ထိုးစစ်ကြောင်းစခန်းကိုဆုတ်ခွာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားများနဲ့၎င်းတို့ရဲ့မိသားစုဝင်များစုစုပေါင်း16ဦးကိုဖမ်းဆီးထားပြီးတော့၎င်းတို့ကိုရောနယ်တနီးယာမှာစစ်ဥပဒေနဲ့အညီထိန်းသိမ်းထားရှိကြောင်းဗျူဟာ87ရောဗျူဟာစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့လျှက်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းဟာ ပုံမှန်အောက်ကိုထွက်ဝလောက်ရော့ကြနေကြောင်းစစ်ကောင်စီကဝန်ခံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့ Global New Light of Myanmar သတင်းဌာနကမြန်မာနိုင်ငံမှာစိုးစိုးဝါးဝါဓာတ်အားပြတ်တောက်မှုတွေဖြစ်ပွားနေတဲ့အကြောင်းကိုအင်္ဂလိပ်ဘာသာနဲ့ဖော်ပြတဲ့သတင်းတစ်ခုမှာထည့်သွင်းအတည်ပြုထားခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ18ရက်နေ့ကသတင်းက ပုတ်ပန်းမဂါဝက်200ဓာတ်အားထုတ်လုပ်နိုင်မယ်လေအားလျှက်စစ်စီမံကိန်းကိစ္စအတွက်ရုရှားနဲ့ဆွေးနွေးနေတဲ့အကြောင်းကိုဖော်ပြထားတာဖြစ်တယ်လို့သိရပါတယ်စစ်အာဏာသိမ်းမှုအပြီးနိုင်ငံရေးအရှုပ်ထွေးတွေနဲ့ရုန်းကန်နေရတဲ့အရှိတောင်အာရှဒေသတွင်းကနိုင်ငံမှာသဘာဝတန်ခွေပြတ်တောက်မှုတွေကဓာတ်အားထုတ်လုပ်နိုင်စွမ်းကိုပုံမရော့ကျသွားစေတယ်လို့အဲ့ဒီသတင်းထဲမှာရေးသားထားပါတယ်နိုင်ငံအနှံ့ကဓာတ်အားပေးတဲ့စက်ရုံတွေစွမ်းရင်ပြည့်လဲပတ်ပေးနိုင်ရင်ပုံမှန်အားဖြင့်နေ့စဉ်ဓာတ်အားမဂါဝက်4000လောက်ထုတ်လုပ်နိုင်ပေမယ့်လက်ရှိမှာတော့ဓာတ်အားပမာဏ 2400မဂါဝက်ဝင်းကျင်ပဲထုတ်လုပ်နိုင်တော့တယ်လို့ Global New Light of Myanmar ကဖော်ပြထားပါတယ်အဲ့ဒီနေစဉ်ထုတ်လုပ်နေတဲ့ဓာတ်အားကိုရန်ကုန်တိုင်းဒေသကြီးအတွက်48ရာခိုင်နှုန်းမန္တလေးတိုင်းဒေသကြီးအတွက်18ရာခိုင်နှုန်းမြို့တော်နေပြည်တော်အပအဝင်ကျန်တဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးများအတွက်35ရာခိုင်နှုန်းခွဲတန်းတက်မှတ်ပြီးတော့ဖြန့်ဝေပေးနေရတယ်လို့သတင်းထဲမှာပါရှိပါတယ်လောလောဆယ်မှာတော့မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်မှာ နေ့စဉ်၄နာရီမီလာ၈နာရီမီဖြတ်တဲ့အလဲကျဓာအားဖြန့်ဝေမှုစနစ်ကိုအသုံးပြုနေရတယ်လို့យေတာထားပါတယ်စစ်ကောင်စီဟာစိုးစိုးဝါးဝါဓာအားပြတ်တောက်မှုတွေနဲ့ပတ်သက်ပြီးတော့အဓိကအကြောင်းပြချက်နှစ်ခုကိုစင်ကြေပေးထားခဲ့ပြီးတော့တဘာဝဓာငွေရောကြမှုနဲ့ဓာအားလိုင်းတွေဖြတ်စည်းခံရမှုဖြစ်ပါတယ်တော်လိုင်းအင်အားစုတွေကဓာအားလိုင်းတွေနဲ့ ်ဒါအားပြီးစက်ယုံတွေကိုဖျက်ဆီးခဲ့တဲ့အတွက်ဒါအားထုတ်လုပ်နိုင်စွမ်းတွေရော့ကျနေတယ်ဆိုတဲ့အကြောင်းပြချက်ကိုဇန်နဝါရီလ10ရက်နေ့တုန်းက Global New Light of Myanmar ရဲ့သတင်းတစ်ခုထဲမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့ လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။